မွေးဆေးဝါးနဲ့ပတ်သက်ပြီးဖြစ်ပျက်လာသမျှကိစ္စအဝဝဟာအစဉ်အဆက်အုပ်ချုပ်ခဲ့တဲ့အစိုးရတွေမှာတာဝန်ရှိသလိုလက်ရှိမျက်နှာကြီးအတိုင်းဝိုင်းကလူတွေကိုလည်းဖော်ထုတ်ဖို့လိုတယ်လို့ရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမောင်ကပြပို့ထားပါတယ်ရှင်လက်ရှိအင်တာနက်သတင်းတွေအရမွေးဆေးဝါးနဲ့ပတ်သက်ပြီးဥစဉ်ဝိုင်းရဲ့သားဖြစ်တဲ့မင်းမော်ကွန်အမည်ပါဝင်တဲ့အတွက်ပြောဆိုတာမျိုးမဟုတ်ပဲနိုင်ငံသားတယောက်အနေနဲ့သရုပ်ဆောင်တယောက်အနေနဲ့ပြောတာလို့ပြောပါတယ်ဒီစီဝါနဲ့ပတ်သက်ပြီးဖြစ်ပျက်လာတဲ့ကိစ္စအဝဝဒီနိုင်ငံတော်အုပ်ချုပ်ခဲ့တဲ့အစဉ်အဆက်သော အစိုးရများမှာတာဝန်ရှိတယ်လို့ကျွန်တော်တရားဝင်ဆွဆွဲပါတယ်။တချိန်ကတိုင်းရင်းသားများနဲ့ငြိမ်းချမ်းရေးရရှိတယ်ဆိုတဲ့အတန်ကောင်းဟစ်ဖို့အတွက်ကိုလက်နဲ့နဲ့ငြိမ်းချမ်းရေးလဲလဲချင်းမရှိပဲတကယ်စပွဲပေါ်မှာထိုင်ပြီးမိမိတို့ရဲ့တိုင်းရင်းသားများဓာတ်နှုတ်ညီမျှအခွင့်အရေးမရရှိခဲ့ပဲနဲ့လက်နဲ့ဒီကင်ဆွဲထားစေပြီးတော့ငြိမ်းချမ်းရေးဆိုတာကိုဟန်ပြစကားပြောခဲ့ပြီးလုတ်ချင်ရလုတ်ကြဆိုပြီးလွတ်ထားပေးခဲ့တဲ့အကျိုးဆက်တွေဟာဒီနေ့ကျွန်တော်တို့လူငယ်အညွန့်အမှုတွေကိုထိခိုက်နေပါပြီ။ 2008ခုနှစ်ကမင်းမော်ကွန်းကိုမူရစေဝါနဲ့ပတ်သက်ပြီးခေါ်ယူဆွေးနွေးခဲ့မှုတယ်လို့လဲဆိုပါရယ်။အစိုးရနဲ့ပတ်သက်တဲ့တိုင်းဝိုင်းတွေကမူရစေဝါကိုအမှန်တကယ်သုံးစွဲဖြန့်ဖြူးနေတဲ့သူတွေကိုလည်းဖော်ထုတ်ဖို့လိုကြောင်းဆက်လက်ပြောသွားတာပါ။တကယ်အကုန်ပါတထေးတကြွယ်ကြီးတွေလိုမျက်နှာဖုံးတက်ပြီးတော့မှ Land Cruiser ကြီးတွေ၊ Signet ကြီးတွေနဲ့အေကားနဲ့ကြီးတဲ့ခြံကြီးတွေနဲ့မှနေနေတဲ့ပုံကုန်များကိုဖော်ထုတ်ပေးပါ။ဖန်စီပေးပါ၊ရှာဖွေပေးပါလို့ကျွန်တော်ကတောင်းဆိုပါရယ်ခင်ဗျာ။2008ခုနှစ်လောက်မှာအမှုပညာတိုင်းဝိုင်းက ဒါရိုက်တာချို့နဲ့အစိုးရနဲ့နှိစက်တဲ့နာမည်ကြီးအချို့ကိုငွေစေဝါသုံးစွဲမှုနဲ့ပြစ်ဒဏ်ချမှတ်ခဲ့မှုပါတယ်။ကျမလေးလေးမောင်မ